ဥရဝေလကသမအမှုပြုတဲ့ယသိဘွားကပြောင်းလာတဲ့ယဟန်တထောင်ခေါ်ပြီးတော့မြတ်စွာဘုရားခရာတိတဘက်ကနေပြီးတော့ဘယ်ဘက်ကိုခီးထွက်သွားတော့လို့ဆိုတော့ရာဇဂျိုပြည်ဘက်ကိုခီးထွက်လာခဲ့တယ်ရာဇဂျိုမြို့နဲ့သုံးကောင်ဟုတ်ဒီ6မိုင်လောက်ခက်လန်းလန်းမှရှိတယ်ထန်းတော်ဥယျာဉ်ထဲကိုမြတ်စွာဘုရားသခင်ကိုရောမြတ် ခိတ္တခဏဝင်ရောက်ပြီးတော့သတင်းသုံးတယ်။အဲ့လိုသတင်းသုံးနေတဲ့အချိန်မှာဒီအချိန်မှာမြတ်စွာဘုရားရဲ့သတင်းအမတမကြီးမားနေတယ်ပေါ့။အမတမကြီးမားနေတယ်။အနေနဲ့ရရမှာပြန့်နှံ့နေတယ်။တာဂဝင်းမင်းသားဘဝကနေပြီးတော့ယဟန်ပြုလာတဲ့တာဂဝင်းလူမျိုးကနေပြီးတော့တောထွက်ပြီးတော့ယဟန်ဝင်လာတဲ့ယဟန်ဂေါရမဟာ အဗ္ဗဓမ္မထူးခြားတဲ့အရာချင်းတွေနဲ့ပြည့်စုံတယ်တကယ့်ကို လောကမှာယန္တာအစ်စ်ဖြစ်တယ်ဒီလိုယန္တာအစ်စ်ဖြစ်ဖို့သူကိုယ်တိုင်တရားထူးတရားမြတ်တွေကို ကိုယ်ပိုင်ဉာဏ်နဲ့သိတယ်အရဟံတမ္မာတံဗုဒ္ဓောဆိုခုံအရာချင်းတွေပေါ့အဲ့ဒါလို့ကိုယ်တိုင်သိနိုင်လောက်အောင် သူဟာအချင်းနဲ့အတိညာနဲ့ပြည့်စုံတယ်ဝိဇ္ဇာစရဏတံပံနော် မှန်ကန်တဲ့လမ်းကြောင်းအတိုင်းချင်းချံကျုပ်ကိုအားထုတ်လို့လမ်းဆုံးထီအောင်ရောက်သွားပြီးသားဖြစ်တဲ့အောင်မြင်ပေါက်ရောက်ပြီးသူဖြစ်တဲ့သူကတော်လောကအကြောင်းကိုအမှန်တကယ်တကယ်ကိုယ်တိုင်သိတော်မူတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့လောကဝိတုလောကအကြောင်းကိုသိသည့်အတွက်ကြောင့်တရားတွေကိုဆုံးမတဲ့နေရာမှာတော့သူ့ရဲ့တာတဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့အမတမထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အနုတ္တရောပုရိသဓမ္မတာရတိအဲ့ဒါလို့ဆုံးမတတ်လို့ပဲ လူသားတွေနတ်တွေရဲ့ဆရာတဆူကြီးဖြစ်တယ်။ဒါကြောင့်မို့တထာတေဝမနုဿာ။တိအောင်ပြောပြတတ်တယ်အမှန်တရားတွေကို ကိုယ်တိုင်သိုံသာမကတရားဝါတွေတိအောင် နားလည်အောင်ဟောတတ်လို့ဘုဒ္ဓဆိုတဲ့အရေးချက်နဲ့လည်းပြည့်စုံတယ်။ရုပ်ရည်အစင်းကလည်းအမတမကျက်တည်ရှိတဲ့ရုပ်ရည်မျိုးဖြစ်သောကြောင့်ဘဂဝါ လေးစားတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ဆိုတဲ့တဲ့ဟာ အဲ့ဒီနယ်အနှံ့ပြောရမယ်ဆိုရင် လူတွေရဲ့အတိုင်းဝိုင်းနေမကဘူးနတ်တွေရဲ့အတိုင်းဝိုင်းမြမာတွေရဲ့အတိုင်းဝိုင်းထိအောင်အကုန်လုံးဟာဒီတဲ့ဟာပြတ်နှံ့မိတာဖြစ်နေတယ်